မြန်နိုးခွဲရမြမတနတ်ခါရဲ့တမိုင်းကြောင်းကိုပြပြပေးချင်ပါတယ်မြမယဉ်ကျေးမှုနဲ့ခွဲခြားရေးမရတဲ့တနတ်ခါဟာတမိုင်းစင်စဲမြမတို့ရဲ့အလှပါကျမ်းမာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာတင်ကြတာတစ်ခုဖြစ်ခဲ့ပါတယ်နေပူပြင်းတဲ့အရှိတောင်အရှရဲ့ရာသီဥတုအလဲမှာမြမလူမျိုးတို့ဟာသူတို့ရဲ့အသားအရိုးကောက်ွယ်ဖို့နဲ့အလှပါမြင့်တင်ဖို့တနတ်ခါကိုသုံးလာခဲ့ကြတာနှစ်ထောင်ချီကြာမြင့်ခဲ့ပြီဖြစ်ပါတယ် တဏ္ဍခါကိုဘယ်အချိန်ကစတုံးခဲ့လဲဆိုတာအတိအကျမသိရပေမဲ့ပကန်းခေတ်ကလေးကရှိနေနေပြီဖြစ်ကြောင်းအထောက်အထားများရှိပါတယ်။ပကန်းရှိနိုင်ရစီရေးပကြီးတွေမှာတဏ္ဍခါလိန်ထားတဲ့မင်းနဲ့မင်းသမီးတို့ရဲ့ပုံရိပ်တွေကိုလည်းတွေ့ရပါတယ်။ရှိခဲ့မင်းဆက်လက်ထက်တွေမှာတနက်ခါဟာနန်းတွင်သူတွေရဲ့အလှပြင်ဆင်မှုတစ်ခုဖြစ်ခဲ့ပြီးကုန်းပောင်ခက်မှာနန်းဆန်တနက်ခါလို့ခေါ်တဲ့အကောင်းဆုံးအမျိုးသားကိုမင်းမျိုးမင်းနွယ်တွေအတွက်တည်တံ့ထားရှိခဲ့ကြပါတယ် မြမရင်ကျင်းမှုမှာတနခါလိန်ချင်းဟာရိုးရှင်းတဲ့အလှပြင်ဆင်မှုထက်ပိုပါတယ်။တနခါဟာအမှုပညာတရက်လည်းဖြစ်ပါတယ်။အခြေအခံအားဖြင့်မြမတနခါရဲ့ပုံစံတွေမှာပါးနှစ်ဖက်အပေါ်မှာအဝိုင်းပုံစံလိန်ချင်း၊နှစ်ဖူးပေါ်မှာလိန်ချင်း၊မျက်နှာတစ်ခုလုံးသို့မဟုတ်လက်ဘင်းနဲ့လက်မောင်းတွေပေါ်မှာပါးလွာစွာလိန်ချင်း ကျေပုံပန်းပုံအမျိုးမျိုးနဲ့အလှဆင်လင်းခြင်းတို့တွေ့ရမှာဖြစ်ပါတယ်။ဒီပုံစံတွေဟာနန်းတော်ကနေလူထုစီပြန့်နှံ့လာခဲ့ပြီးယနေ့ခေတ်မှာမြန်မာတဝန်းလုံးလိမ့်ကျန်လေးရရှိပါတယ်။တနခါလိမ့်ချင်းဟာအလှအပအတွက်သာမဟုတ်ဘဲမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတန်ဖိုးတွေကိုလည်းဖော်ပြပါတယ်။တနခါဟာတန်ရှင်းစင်ကျေးမှု၊ပွင့်လင်းမှုနဲ့မောက်မာမှုကင်းရှင်းခြင်းတို့ကိုကိုးစားပြုပါတယ်။တနခါဟာ အလှပအလှပအတွက်သာမကကျမ်းမာရေးအတွက်ပါအကျိုးရှိပါတယ်။နေအောင်ချီမအကာအကွယ်ပေးသလိုအသားရေကိုအေးမြစေကအေးပြားရောင်ရမ်းမှုကိုလျော့နည်းစေပါတယ်။ ဝက်ချန်နဲ့အဖုပိတ်တွေကိုကုသခြင်းလိမ့်လာတွေ့ရှိခြင်းအရာတနခါမှာအသားအရေးကျန်းမာရေးအတွက်အကျိုးပြုတဲ့ပလီဖီနောပါဝင်ပြီးအသားအရေးအုံမင်းခြင်းကိုကာကွယ်ပေးပါတယ်။ကမ္ဘာလုံးဆိုင်ရာခင်မီစမ်းသစ်မှုတွေကြားမှာတနခါဟာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်အဖြစ်ဆက်လက်ရပ်တည်လျက်ရှိပါတယ်။လူငယ်တွေကြားမှာခက်ပေါ်မိကပ်တွေသုံးများလာပြီးမြန်မာခါကိုချစ်မြတ်နိုးဖွယ်ယဉ်ကျေးမှုတရက်အဖြစ် ဆက်လက်ထိန်းသိမ်းစားဆဲဖြစ်ပါတယ်။လက်ရှိမှာတနက်ခါကအရှိခံတဲ့အလှကုန်ပစ္စည်းတွေကမ္ဘာဈေးကွက်မှာရရှိလာနိုင်ပြီဖြစ်ကနိုင်ငံတကာကတနက်ခါရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုအတိအမှတ်ပြုလာတာမလို့ဂုဏ်ယူစွာဖော်ပြပေးလိုက်ရပါတယ်ရှင်။